ကျတော့ဒီဒေါ်ဆန်းစုကြည်နဲ့နေနဲ့ဒီငင်းရဲနဲ့ပတ်သက်ပြီးအဆင်သက်သက်တော့မဟုတ်ပါဘူးအားလုံးခြုံငုံပြီးတုံးသက်ထားပြီးသားရှိပါလေဆိုတဲ့အခါကျတော့ဘိုင်းဖြစ်ပေါ့နဲ့သူ့အနေနဲ့ဒီကကွေးဥစုကြီးနဲ့တွေ့တဲ့အခါမှာဒီကိစ္စရက်တစ်ခုအပြစ်ခရစေးကိစ္စကိုဟိုကျွန်တော်ထင်ပါတယ်ဒီဟာကိုအဓိကတောင်းဆိုလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ဟုတ်ကဲ့အခုရေကောက်ပွဲအွန်လိုင်းနဲ့အပေါ်မှာပေါ့ သမရာဟောကတိကောဒုတာတိမူစီပရောဂျက်ရောဆန်ဆူဂျီဘုံကြောင့်ဒီတော့တာရှိတယ်။နောက်ပြီးတော့အခုလိုပဲဒီရောပွဲလုပ်ငန်းစဉ်တွေပြီးတော့ဖြစ်သွားတဲ့အချိန်မှာဒီလိုလာလာတွေ့ရဆိုတော့ကျွန်တော်ထင်ပါတယ်ကောင်းတဲ့ရလဒ်တွေရမယ်လို့ထင်တယ်။နောက်ပြီးတော့ရောဆန်ဆူဂျီကိုယ်တိုင်ကလည်းသူကအနိုင်ရသူဖြစ်သွားလဲအကုန်မယူဘူးနော်။သူကဒီပတ်နေပါလိုက်တဲ့သူတွေတတွဲလို့ရမယ့်သူတွေတိုင်းသားပေါင်းဆောင်တွေဟလာအဲဒီတက်ပြီးတော့ကြိုးရှိမဲ့သူတွေလည်းအဲ့လိုတတွဲပြီးတော့သူကဖွဲ့ဖွဲ့ယူသွားမယ်လို့ပြောထားတာရှိရဲ့။သူက ကျွန်တော်တို့ကဒါအားလုံးသဘောထားကြည့်ကြည့်နေကျွန်တော်ဤဘက်ကောဘာတွေဘက်ကောသဘောထားကြည့်ကြည့်နေဒီသုဆောင်ဆွေးနွေးကြမှာဆိုလို့ရှိရင်တမိတွေကောင်းတဲ့ရလက်တွေရလာနိုင်တယ်ကျွန်တော်တို့ကျွန်တော်လည်းမှာပထမဆုံးတော့ဒေါ်စန်းစုကြည်ရဲ့ယူကောက်ပွဲမှာဒီရလက်ကိုထွက်လာပြီးတဲ့အချိန်မှာချက်ချင်းစုစုလိုပဲ ဒီမျိုးသားပြန်လဲတင်မြန်ရေးကိုရှေ့ရှုပြီးတော့သမရနဲ့ကကွေဦးစီးကျုံနဲ့တကလွတ်တော်နယ်ကဥက္ခရာတီကိုကျွန်တော် dialogue ခေါ်ရဲဆိုတာကျွန်တော်ကြားခဲ့တယ်လေအဲ့ဒီအချိန်မှာတော့တုံ့ပြန်တဲ့အပေါ်မှာပေါ့ကျွန်တော်နည်းနည်းလေးစိတ်ပူခဲ့ကြတယ်ဟိုစိတ်ပူခဲ့ကြတဲ့ခါကျတော့ဒီတွေ့ဆုံဆွေးနွေးပွဲဆိုတာတကယ်ဖြစ်လာပါမလားပေါ့လေဒီအနာလွှဲပြောင်းရေးပေါ့နော် ချုံမချုံမဖြစ်ဖို့ကိစ္စပါပဲအဲ့ဒီမှာသမရကလည်းအချိန်ချင်းဂရီးပြထားတာရှိပါတယ် နောက်နိုင်ငံကအဖွဲ့အစည်းတွေရဲ့ခေါင်းဆောင်တွေလည်းဒီစကားအပေါ်မှာခိုင်ခိုင်မာယုံကြည်ချက်ရှိတဲ့အတွက်ဒီအာဏာလွှဲပြောင်းရေးကတော့ကျွန်တော်ထင်ပါတယ်ချုံးမွေဖြစ်ပါလိမ့်မယ်ဟုတ်ကဲ့အခုလိုမျိုးပေါ့နော်ဒီဒီ online world လာဒီရေကော online တွေတွေရောဒီဒီအာဏာလွှဲပြောင်းပေးရမယ့်လူတွေရောကအခုလိုလိုလားလားနဲ့ပြဆိုကြဘူးဒါစက္ကစံဆွေးနွေးကြဖို့ဆိုတာကလူနိုင်ငံရေးရင်းချက်ကိုအသေးတစ်ခုလို့ကျွန်တော်ထင်ပါတယ်။ကျွန်တော်တမ်းပြီးမှဆိုလို့ရှိရင် အခုကကိုယ်တည်းတုန်းကအဲ့လိုမျိုးဟိုလာရေကောက်ပြီးရောက်မှအဲ့ဒါအနိုင်ရရှိသူပေါ့အဲ့ဒါဖျောက်ပြောင်းပြဲမဲ့လူနဲ့အဲ့လိုကြားထဲမှာအဲ့လိုညှိနှိုင်းဆွေးနွေးမှုတွေမရှိခဲ့တဲ့အတွက်ရလဆိုတွေထွက်ခဲ့တယ်ကျွန်တော်တန်းကြီးဟိုလာအရှာတော်တော်လေးနေကြတဲ့နိုင်ငံအခုဖြစ်ရောက်ခဲ့တယ်ပေါ့နော်အဲ့အခုတော့ကျွန်တော်တို့ကဒီလိုစင်နာဆိုးတွေဖိတ်ပြီးတော့အခုလိုမျိုးတစ်ဆုံဆွေးနွေးရတဲ့ဒီဒီနိုင်ငံရေးညှိမှုအသေးတစ်ခုကိုတော့နိုင်ငံအခုဆက်တင်တော့မယ်လို့ကျွန်တော်ကယုံကြည်ပါတယ်ပေါ့အဲ့အတွက်ဒီသူ့ဖြစ်ဆုံးဆွေးနွေးပွဲကနေမှအဆင့် နာကတိုင်းဒီကိုဘယ်လိုပုံစံမျိုးနဲ့ပေါ်ဆောင်သွားမလဲဆိုတဲ့လိုရာကောင်းနေလာဘောဒူညီဘူးဒီရရှိရရှိခဲ့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့တန်းကြီးအတွက်ဒီပြဿုံပွဲဖြစ်တဲ့နေ့ဟာတမိုင်းဝင်ပြဿုံပွဲနေ့တစ်ခုဖြစ်လာမယ်ဆိုကျွန်တော်ယုံကြည်ပါတယ်